။ဒီက Microsoft Word ထဲမှာရုံးစာရိုက်တာလေးပြောမယ်နော်။အဲ့တော့ရုံးစာရိုက်တဲ့နမူနာလေးသိချင်တယ်ဆိုတော့လောလောဆယ်မှာရိုက်ပြီးသားစာလေးကိုအရင်ပြင်တာလေးပြောမယ်။အဲ့တော့ရုံးစာနမူနာရိုက်တဲ့အခါမှာသူ့ရဲ့ format ကဘလို့ရှိတယ်ဆိုတာကို internet ကနေတချင်ရှာလို့လည်းရတယ်။အဲ့တော့ internet ကနေရှာမယ်ဆိုရင်တော့ browser ကိုဖွင့်ပြီး simple office letter အမြန်မာလို့ရိုက်ထည့်ပြီးတော့ရှာလိုက်နော်။အဲ့ဒီမှာနမူနာလေးရုံးသုံးရေးသားလေးကိုပါနမူနာလေးပြထားရှိတယ်။အဲ့ဒါလေးတွေအားဖြင့် save လုပ်ပြီးတော့ကိုကနမူနာရိုက်ကြည့်လို့ရမယ်ပေါ့နော်အဲဒါမှမဟုတ်လို့ကိုကကိုအသစ်စားရိုက်တော့မယ်ဆိုရင်တော့စာရွက်ရဲ့ပုံစံနဲ့စာပြင်တော့မယ်လေးယောက်ထဲက size A4 size တွေရေးထားမယ်မာဂျင်ကတော့သူကဘေးပတ်ပတ်လေးပုံမှန်ဆိုတော့တလက်မှစီထားတဲ့အတွက် novel ကိုယူထားလိုက်တယ်နော်ဒါပေမဲ့တချို့ကကြတော့စာအုပ်ချုပ်သားနေရာချမ်းသာလို့ပါလို့ဆိုရင်ဘေးပတ်မှာ custom margin မှာဒီ left ဘေးပတ်မှာ1.5ယူထားလိုက်ရှိတယ် ါတော့တချို့ရတချို့က1ယူတယ်တချို့က1.5ယူတယ်အခုဒီမှာ1.5ယူထားလိုက်တယ်အဲ5တွဲတဲ့ဟာမျိုးကြတော့1.5ယူကြတယ်တချို့ကလည်းတလက်မှယူပါတယ်အဲ့တော့ margin ရယ် orientation ရယ် size ရယ်အသုံးပြုသွားပြီဒီတော့ရင်တော့ font စာပြင်မယ် text က font font စစ်ဒါဝင်လို့မှနေပြီးတော့ပြီးသွားတိုင်းဒီတော့ယူလိုက်ချင်တယ် size ကတော့7ပဲယူထားလိုက်ပြီနော်ပြီးရင် size လေးနည်းနည်းချိန်မှာမို့လို့ view တဲ့က page width နဲ့ တော့ရုံးစာမှာအရင်ဆုံးထိတ်ဆုံးမှာ header ပါပါပေါ့နော်အဲ့တော့ header ကတော့တချို့ကတော့ do ကနေစတယ်တချို့ရုံးစာတွေမှာကြတော့ do ကမစဘူး ida ဟုစု ida ဟုစု the letter ship at the letter မြန်မာနိုင်ငံတော့ဒါက ida ဟုစု form ရိုက်တာနော်အဲ့တော့အဲ့ဒါပုံစံမျိုး take ကတိုက်တယ်ပါမယ်ပြီးရင် အောက်မှာကမိဌာနတွေပေါ့မှာပညာရေးဝင်ကြီးဌာနဆိုရင်ပညာရေးဝင်ကြီးဌာနစီမံဘဏ္ဍာဝင်ကြီးဌာနဆိုစီမံဘဏ္ဍာဝင်ကြီးဌာနပေါ့နော်ပညာရေးဝင်ကြီးဌာနဝင်ကြီးဌာနပြီးရင်အဲရန်ကုန်တိုင်းလို့ပါလို့ပေါ့နော်ဒါခေါင်းစဉ်စာရိုက်လိုက်တယ်စာရိုက်ပြီးသွားရင်အတက်ခောက်ပြီးတော့ဘာလာလဲဆိုစာအမှတ်လာတယ်စာအမှတ်မှာစာအမှတ်နဲ့ထုတ်တာမဟုတ်ဘူးစာအမှတ်ပြီးရင်ပုံမှာ ပြင်တက်ပြီးခုံပုံမှာပြင်တော့ဒီစာမလေးတွေထည့်မယ်ပြင်အန်တက်ခါမယ်နော်နောက်တစ်ခါရက်ဆွဲရက်ဆွဲပြင်တက်ပြီးခုံပုံမှာတက်ပြီးခုံပုံမှာထူပြီးသွားမယ်နော်ရက်ဆွဲဒိတ်ပြီးသွားမယ်ပေါ့အဲ့တော့စာမှတ်တို့ပါလို့ကစာကြောင်းဒီဘက်မှာနမူနာပုံစံကြည့်လို့ရတယ်လို့ပြောတာနော်အဲ့ simple office letter format ဆိုပြီးတော့ဒီမှာစာအမှတ်ပုံစံလေးတွေရေးထားတာကြီးပါ တော့ဒီထိတ်ဆုံးမှာဆိုရင်ဒီမှာမြန်မာရုံးသုံးမြန်မာစာရေးသားနီးဆိုပြီးဒီဘက်မှာရေးပေးထားတယ်เนาะ office letter ဆိုပြီးဒါလေးကိုဖွင့်ကြည့်လိုက်မယ်ဒါဆိုရင်ဒီမှာပညာရေးဝန်ကြီးဌာန dash လေးပါတယ်စာမှတ်ပါတယ်ဒါလေးပါတယ်ပြီးအကြောင်းအရာဒီမှာတက်နေတော့တယ်ဒါဒီလိုပုံစံမျိုးရေးချင်သွားတာ new letter အနေနဲ့သုံးမယ်ဆိုရင်တော့အဲသူဥဆောင်ညွှန်ကြားရေးဘူးပါညာအဲ့လိုမျိုးလဲပြန်သွားလို့ရတယ်เนาะအဲ့တော့အခုဆိုရင်စာအမှတ်ကအဲ့တော့စာလေးရေးထားလေးကိုညွှန် ွားလိုက်တယ်။အောက်မှာနမူနာရေးထားရရှိတယ်။ကျွန်တော် Microsoft Word ထဲမှာဒီဘက်မှာနမူနာရေးထားရစာရှိတယ်။သူ copy ပူပြီးတော့ဒီဘက်မှာ paste လုပ်ချလိုက်တယ်။စာရိုက်နေကြမှာဆိုလို့နော်။ Enter ခောက်မယ်။ပြီးရင်ပုံပြီးတဲ့အားဒီမှာ paste ဒါဆိုရင်သူကဘယ်လိုမျိုးရိုက်တယ်လဲဆိုတော့သူ user က100%ကြီးလာတယ် တို့ပြည်တော်စုသမရမြန်မာနိုင်ငံရောဒီနိုင်ဝင်ကြီးဌာနရန်ကုန်တိုင်းပြီးတော့ရစာအမှတ်အဲစာအမှတ်ကြတော့ဒါဆိုဆိုနမူနာရိုက်ပြလိုက်တယ်ဟာနော် dash လေးတွေအစားသူဘယ်လိုသွားလိုက်လဲဆိုအစာအမှတ် dash လေးမြင်ဆောင်ခံတယ်ပြီးရင် yes ဆိုရင်ပြီးရင်ပုတ်ပုတ်မှလာတယ်နော်ပြီးတော့မှဒါဆိုရင်စာအမှတ်ကဒီမှာအဲပုတ်မှလေးထည့်တယ် ော့အဘွားစာအမှန်နဲ့ဒီစာအမှန်နဲ့ညီဖို့ဆိုတက်ပြီးခုံပြီးတော့ဒါလေးကိုညီရသွားလိုက်ပြီးမှ yes ဆွဲ yes ဆွဲอ่ะကိုကြိုက်တယ်လေးထဲပြီးရင်အန်တာခါပြီးသူဥစားမှန်ကြရင်မူဘယ်ဌာနပေါ့နော်ဒီအန်တာခါအကြောင်းရပုံနဲ့ဖြောင်းရင်းနဲ့ပတ်သက်ပြီးတော့ကိစ္စပတ်သက်ပြီးအကြောင်းကြားခြင်းကိစ္စဆိုမှာပုံမှန်ကလေးပါထည့်လိုက်တယ်ဒီထိုက်ကြောင်းဗာကိစ္စနဲ့အလိုအပိုက်စင်ကြီးခွဲမယ်တင်းနှစ်အဲဒီမှာဆိုရင်နှစ်ကသူဒီအပေါ်ကိုပို့ရမှာဆိုလို တို့ဖြစ်ပါ၍ရရှင်က best way လေးနှိပ်လိုက်ပြီးသွားရင် space လေးချလိုက်သူက space ချလို့မရအောင်စာမဆန့်လို့လေအဲ့တော့သူကရေးတဲ့အခါမှာဘယ်လိုပုံစံမျိုးဆိုရင်တက်ပြီးခုံပြီးတော့တက်ပြီးခုံပြီးဒီမှာညပြပြီးမယ်တို့ဖြစ်ပါ၍တို့ဖြစ်ပါ၍ပြီးရင်စာလေးရိုက်လိုက်တယ်နော်ရိုက်ပြီးသွားလို့သူကဒီလိုအဆုံးရောက်သွားတဲ့အချိန်မှာစာလေးရိုက်လို့အဆုံးရောက်သွားတဲ့အချိန်မှာသူကသူတို့ ။ဒါဆောင်ဆိုင်အဲ့လိုအောက်ကိုခောက်ဆင်းသွားတယ်။အဲ့ချိန်မှာ best way နေပြီးတော့ space ပါနေတာ။ဒီမှာ keyboard က space ပါနေပြီးတော့မှစာလေးဆက်ရတယ်။ဒါဆိုသူဆောင်ဖိုင်အနေနဲ့ယူစားတယ်။နော်။အဲ့အဲ့လိုပဲအဆုံးရအောက်ကိုတူပို့သွားတယ်မဟုတ်လား။သူကသူပို့သွားတယ်။ဒါဆိုရင်တော့သူကသူအဆင်းလိုက်ပြီးသွားတယ်။ခါလေးကြရင်အစင်းလိုက်မသွားဘဲနဲ့စားပါအောက်ကိုကြနေဆို space ပါခောက်ပြီးရောမှာမလုပ်ရမယ်ဆိုတော့စားလေးစရိုက်နော်အဲ့ဒါကဒုတိယစားပါ ဒုတိယစာပိုက်ပြီးတော့မှဗာလေးထက်လာပြီလေဆိုရင်အောက်မှာညွှန်ကြားရေးမှုကိုစာပြန်ကြားရေးဝန်ကြီးဌာနပြန်ကြားရေးအဲဒီမှာဆိုစာကြံနေပေါ့နော်ပြန်ကြားညွှန်ကြားမှုပြန်ကြားရေးဝန်ကြီးဌာနပြီးတော့ရင်လက်မှတ်ရှိမှာပေါ့ပုံမှာနော်ဝန်ကြီးဌာနဒီမိတူကိုဆိုရင်ဒီမှာနှစ်မျက်နှာဖြစ်နေပြီအဲဒီနှစ်မျက်နှာကိုတစ်မျက်နှာဖြစ်အောင်ဘယ်လိုပြောမလဲဆိုရင်ဒီစာလေးအကုန်လုံးကို ဆက်လက်မှတ်ဖို့လုပ်တယ်။ဒါကြောင့် view တွေက to page နဲ့သွားဒါမှမဟုတ် multiple page နဲ့သွားပြန်ပြီးဖိပြီးဆွဲမှတ်လိုက်။ဆွဲမှတ်ပြီးသွားရင်တော့အိစာလေးတွေကို line spacing ပြင်ပေးရမယ်။နှစ်မျက်နှာဖြစ်နေလို့เนาะဒီ line spacing အထောက်လို့မှနေ line spacing option လေးကိုရွေးလိုက်။အဲပြီးရင်တော့ဒီမှာဘလောက်လောက်ထားမလဲဆိုရင်5လောက်ထား။မြန်မာလိုဖြစ်နေ control shift နဲ့ line 5လောက်ထား okay နဲ့ထွက်လိုက်အဲဒီဘက်မှာနည်းနည်းလေးစကြံနေ delete နှိပ်လိုက် နော်ဒါဆိုတမျက်နှာရဲ့ဆက်အဲ့တော့မှ setting စပြင်တော့ setting ပြင်မယ်ဆိုရင် view တွေက page view တွေနဲ့ပြန်ချက်ပြီးရင်ထိတ်ဆုံးမှာပြီးတော့ဒီသမလာဒီရန်ကုန်အတိုင်းကိုဆက်လက်မှတ်ပြီးရင် alignment paragraph နော်ဒီမှာ home ရှိတယ် home နေက paragraph တွေက align center ပြီးရှိဘူးလို့မယ်ပါလိသွားမိရတယ်နော် ပြီးရင်စာမှတ်ကိုလည်းဒီတိုင်းပဲဆက်လက်မှတ်ဆက်လက်မှတ်ပြီးတော့ alignment right ပြင်မယ်ပြီးရင်ဒုကကြတော့ ောက်ကမြင်ချက်ကြီး Confucius သူရဲ့အောက်ကဥဆောင်မြွန်ကြရင်မူကြတော့သူကတက်ကြီးလေးခုန်ပြရမယ်တက်ကြီးခုန်ပြရရှာနော်ပြီးရင်ဒီမှာအကြောင်းအရာအပေါ်ပို့ခြင်းနဲ့ insertion point ထား delete နှိပ်လိုက် delete နှိပ်လိုက်ဒါဆိုပေါ်ရပြီဒီစာလေးကိုသူကညှိခြင်းတယ်ညှိခြင်းတယ်ဆိုရင် view တဲက one page နဲ့သွားလိုက်နော်ဒီမှာစာအဆုံးရှိမယ်ဒီမှာစာအဆုံးရှိမယ်နော်အဲ့တော့နည်းနည်းလေးပြန်ချိန်လိုက်မယ် ော့ဒီစာလေးကိုဒီနားလေးမှာနည်းနည်းပြည့်ကျင်နေဆိုရင်ဒီစာထဲမှာဒါလေးလှုပ်လိုက်လို့ရတယ်ဆိုရင် space လေးချလိုက်လို့ရတယ်။ကိစ္စနဲ့ပတ်သက်ပြီးအကြောင်းကြားခြင်းသူ့ကိုဗာပြန်လုပ်လို့ရတယ်လေဆိုရင်ဘူးလေးလည်းလှုပ်ပြီးလို့ရတယ်။ခေါင်းရှင်ဖြစ်တဲ့အတွက်ဆက်လက်မှတ်ပြီးတော့ဘူးလေးလှုပ်လိုက်နော်။ပြီးရင်တော့အောက်ကအထက်အကြောင်းမှာကိစ္စနဲ့ပတ်သက်ပြီးဆိုပြီးတော့ဒါစာလေးရိုက်လိုက်တယ်နော်။စာလေးရိုက်တယ်ဒီစာကတော့သူ့ရဲ့ပုံမှန်အတိုင်းပဲအဲ့တော့အဲ့စာလေးဒီမှာ မညီဘူးဖြစ်နေနော်အဲ့တော့ဒီရဲ့အဆုံးလေးကဒါနဲ့ညီဖို့ဆိုရင်ဒီဒုတိယ line မှာ insertion point ထားပြီးတော့ space ချလိုက်မတက်သေးဘူးဆိုရင်တတိယနောက်မှာပါလို့လေရှေ့ဆုံးမှာ insertion point ထားပြီးတော့ best fit နဲ့ဆိုပြီးပေါ့မဆန့်မဆန့်ရင်ပတ်သက်ရွေးကြည့်ယူလိုက် space ဒါဆိုအပေါ်တက်တယ် space အမှာပေါ်တက်တယ်ဒါနာလေးနည်းနည်းလေးချလိုက်နော်နောက်တစ် insertion point ထား speed မတက်တော့ဘူးရှေ့မှာတက်ထား speed ဒီလိုမျိုးလေးဒီငါးလေးကညီအောင်လေးနည်းနည်းလေးပြင်ပြီး ပြီးနေဒုတိယစာမှာလည်းဒီလိုပဲ insertion writer speed ပေါ်တက်ရမယ် insertion writer speed insertion writer speed insertion writer speed စာလေးတွေဒီလိုလေးညှိပေးလို့လေ insertion writer speed insertion writer speed ဒီမှာတွေ့တာဒီလိုလေးညှိသွားပြီအဲ့အနေထားမှာသူ select မှတ်ပြီးတော့ justify လေးလုပ်ပြရမယ် justify ပတ်တက်မှတ်မိတာမသိဘူး home tab ထဲက paragraph အပေါ်က justify နော်ဒီအောက်ကစာပိုင်းလေးတူပါပဲ select မှတ်ပြီးတော့ justify လေးလုပ်ပြရမယ် justify လုပ်ချင်ရပြီအသာချက်ကဒီမှာစာလေးရညီသွားတယ်ပေါ့ဒီနားထိတ်ကညီသွားတယ်ဒီမှာဆိုမညီဘူးတွေ့လား justify လုပ်ထားရင်မညီဘူးဆိုတော့ကစာလေးနည်းလေးပြန်ချင်ပြန်အောက်ဆောင်မှာနှိပ်ပြီးတော့ speech ချလိုက်ရမယ်တက်လာကြည့်အောက်ဆောင်နှိပ် speech ချနောက်ပုံတက်သွားလားမတက်ဘူးမတက်ရင် insertion point နောက်ထပ်စာလေးကိုနှိပ် speech ချဒီပုံတက်သွားအောင်နော်အဲ့တော့မတက်သွားရင်တော့နောက်တနည်းအားဖြင့်တော့ရဆိုရင်အဲ best way နဲ့ဆွဲခုပ်ပြရမယ်အဲ့တော့အခုဆိုရင်စာလေးကဒီမှာ ဒီချားလေးဆိုညားလေးတချို့ဆိုရင်ညားလေးတလူလေးချပေးလိုက်ပေါ့နော်စားပိုင်လေးတွေမှာအလိုလိုလေးလိုက်ချလိုက်ပြီးရင်ဒီမှာညွှန်ကြားရေးမှုပြန်ကြားရေးဝန်ကြီးဌာနဒီစာအုပ်ကြတော့အပေါ်မှာလက်မှတ်လေးပါထည့်လိုက်နော် enter ခောက်ပြီးတော့လက်မှတ်အဲ့ဒီစာသုံးခုကိုကြတော့ဆက်လက်မှတ်ပြီးတော့ alignment center သွားပြလို့လေ center သွားပြီးမှဒီဘက်ကိုညှိမှဖြစ်တဲ့အတွက်ပေါ်ဘက်က increase in depth နော် increase in depth လေးကိုဒီလိုလေးတွန်းပေးလိုက် ဒါဆိုရင်ရပါရပါပြီ ပြီးရင်မိတူကိုရဲ့နောက်မှာဒါအထဲကိုတွန်းမှာမဟုတ်ဘူး insertion white ထားပြီးတက်ပြီးခုံ insertion white ထားတက်ခုံဒီလိုမျိုးလေးဆိုရင်တော့ရုံးစာတစ်စောင်ပုံစံလေးရပါလိမ့်မယ်အထဲကစာအကြောင်းများတော့ပြင်ပြပေးရမှာပေါ့နော်